Tissot PIS ကအသိမိတ်စလိုက်တယ် Forge Carbon This is the best carbon watch you could ever imagine Hello hello မိလာခင်ဗျာဒီနေ့ပေါ်တော့ Tissot ကအသိထုတ်ပြလိုက်တဲ့ PIS ကို carbon လေးနဲ့ဟာတွေကိုကျွန်တော် review လုပ်တော့ဖြစ်ပါတယ်ခင်ဗျာပထမဆုံးပေါ်တော့ This is the best carbon watch you could ever had ဘာလို့ဆိုပေါ်တော့ဒီဟာ price wise အနေနဲ့ကျွန်တော်ပြောပြရရင်ကျွန်တော်ဒီ carbon နဲ့ကိုကျွန်တော်တို့ ဥဘလိုရောဇန်နစ်တော့ဗောနဇန်နစ်အများကြီးထုတ်တယ်ဗောနဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကသိန်းဟိုဗောန900အောက်ထက်လောက်ပေးရပြီသိန်း900တောင်ကျားလောက်ရှိရဗောနဒီဟာကိုသိန်းဗောန40 50ကျားထဲမှာပဲရနိုင်ပြီမှာဒီ Tissot PX carbon လေးက performance ကတော်တော်လေးကိုမိုက်တဲ့နိုင်လေးဖြစ်ပါတယ်ခင်ဗျာပထမဆုံးအချက်ဒီ Tissot PX carbon လေးကပုံမှန် Tissot PX နဲ့ဘာကွာလဲဆိုရင်ဗောနသူတို့ဒီအထက်ကသူ့ရဲ့ dial လေးကဒီ dial လေးကဗောနဒီ carbon slice တွေကိုအကုန် lead diamond raising နဲ့သူကပေါင်းပြီးမှာ 24 hour လောက်သွားလို့အပူချိန်နေနဲ့အကုန်ထုပြီးမှတေချာထွေးနေတာဖြစ်ပါတယ်ခင်ဗျာဒီဟာလေးကဆိုရင်ပုံမှန်ဆိုရင် AP တို့ Lamborghini ကားတွေမှာပဲသုံးတာဖြစ်ပြီးမှာပေါ့နော်ဒီဟာလေးကဟိုပုံမှန်ဟာတွေထက်တော့ Grand ပုံမှန်ဒီ Tesla PI ပုံမှန်ဟာတွေကိုဒီ rubber strap နဲ့ဆိုရင် 85g လောက်ရှိရင်ဒါ 75g လောက်ပဲရှိရပေါ့နော်ပေါ့သွားတယ်ပေါ့နော်ပြီးတော့အကျန်းက10စားလောက်ပိုခံတယ်ဒီ carbon ကပြီးကြတော့ဒီထက်က carbon လေးတွေကတနားကြီးတစ်လုံးနဲ့တစ်လုံးမတူဘဲနဲ့လက်ပွေရလေးလို့အလုံးတိုင်းက ခွဲပြားနေတာဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီတဲကဒါရတဲကဟာလီယာဆိုရင်နေပူတဲထွက်လာရင်လုံးဝတော်တော်လက်ပြီးမီးရောင်အော်တမဆိုတော်တော်ကိုလှတဲ့အလုံးလေးဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီဘေးက carbon case လေးကလည်းအဲ့လိုပဲပေါ့နော်ဟိုတခုနဲ့တခုအလုံးဝမတူဘဲနဲ့တော်တော်ကိုမိုက်တဲ့နိုင်အလုံးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုပေါ့နော်ဒုတိယအချက်အနေနဲ့ပုံမှန် test of phi action ဘာမလို့လဲဆိုတော့ movement ကလည်းကွာသွားပြီပေါ့တော့လုံးဝ upgrade ဖြစ်သွားပြီပေါ့ဘာလို့ဆိုတော့သူက silicon silicon hair spray နဲ့လုပ်ပြတာဖြစ်ပါတယ်။ဘာလို့ဆိုဒီမှာဆိုရင်ကျွန်တော်အသေးသေးရေးပြပြမယ်နော်။ဒီမှာအနောက်မှာဆို SI လို့ပါတာဖြစ်ပါတယ်ခင်ဗျာ။ ဆီလီကွန်ဟဲစပရင်ကဘယ်လန့်ဆွေးမှာပါတာဘာထူးကြလဲဆိုရင်ပေါ့နော်သူကပို့ပြီးမှရေရှည်ပို့ခံတယ်ပြီးတော့သူအချိန်ပိုးမှန်တယ်ပြီးတော့ service လုပ်ရတာပေါ့နော်ပုံမှန်နိုင်9နှစ်နဲ့ service လုပ်ရဆိုရင်ဒါနည်းနည်းလေး6နှစ်9နှစ်လောက်မှသူက lubricant ချောစီလေးထည့်ပေးရတာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ပေါ့နော်ဒီဟာကိုဝယ်သင့်လားမဝယ်သင့်လားဆိုရင်ပေါ့နော်ဒါကတော့ကို vibe နဲ့ကိုလိုက်ပြီးသုံးမြတ်ကြပါပေါ့နော်ကျွန်တော်ကတော့ဒါလေးကိုကောင်းချက်နဲ့မကောင်းချက်လေးကိုကျွန်တော်ခုပြောပြသွားဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကိုမကောင်းတဲ့ချက်ကိုကျွန်တော်ဆက်ပြောပြပါဆိုရင်တော့ဒီနိုင်လေးကပေါ့နော်အရှိက forged carbon ပြီးရင် carbon အခွန်နေဆိုပေမဲ့အနောက်က back case က တော့သူက steel ကို PVD ကုန်နေလို့တာဖြစ်ပါတယ်ခင်ဗျာဒီ crown ကလည်း PVD ကုန်နေလို့တာဖြစ်ပါတယ်ပြီးရင်ဒီကြိုးလေး rubber strap နဲ့ဆိုတော့ ပုံမှန်ပေါ့နော်အရင် Tissot PIEC ရဲ့ကြိုးတွေอ่ะပေါ့ integrated brace နဲ့ဆိုတော့သူကပွဲတိုးတယ်ဟောဒါကတော့နည်းလေး versatile သိမ့်မဖြစ်ပဲရွေးမယ်ပေါ့နော်ဒါပေမဲ့ကိုက all black wood တဲ့သူဟို Spotify ကိုခြိုက်တဲ့သူဆိုရင်တော့ဒါလေးကတော့တော်တော်လေးကိုတန်းနေနိုင်လုံးဖြစ်ပါတယ်ခင်ဗျာဒါလေးကိုကောင်းတဲ့ချက်ကိုကျွန်တော်ပြောပြပါမယ်ဆိုရင်ပေါ့နော်ဒါလေးကပေးရတဲ့ဈေးနဲ့ရတဲ့ quality နဲ့ price to performance ratio မှာတော်တော်လေးကိုမိုက်တဲ့နိုင်ဖြစ်ပါတယ်ဒီနိုင် forge carbon နဲ့လုံးဝ luxury product တွေမှာပဲသုံးတာဖြစ်ပြီးမှ GR ဆိုပုံမှန်နိုင်ဆိုသိန်း900လောက်ရောင်းနေတဲ့အချိန်မှာဒါလေးက40 50ကြားထဲမှာရပြီတော်တော်လေးကိုမိုက်လနိုင်လုံးဖြစ်ပါတယ်ပြီးရင်သူ့ရဲ့ movement ကလည်းကျွန်တော်တို့ upgrade ဖြစ်သွားပြီးမှပုံမှန် test shop ပြရစီပုံမှန်ပြီးစီလီကွန် hair spray နဲ့တော်တော်လေးကိုမိုက်တဲ့နိုင်လုံးဖြစ်ပါလိမ့်မယ်။ပြီးတော့ပုံမှန် tissot PI စရာလူဝတ်တွေများနေတော့ဒီဟာလေးอ่ะပေါ့เนาะပုံမှန် tissot PI စရာမတူဘဲနဲ့ကွဲထွက်နေပြီးမှလူကြားထဲမှာလုံးဝ carbon နဲ့တော်တော်လေးကိုပေါ့เนาะဟိုပေါ့တော်တော်လေးကိုမိုက်ပြီးမှပေါ့เนาะလူငယ်တော်တော်ဆန်နေနိုင်လုံးဖြစ်ပါလိမ့်မယ်။ပြီးတော့ဒီအထက်က forge carbon ရဲ့အထက်อ่ะပေါ့เนาะ resin နဲ့ရောထားတဲ့ဟာလေးอ่ะနိုင်တစ်လုံးနဲ့တစ်လုံးမတူဘဲနဲ့လက်ပွေရာလေးလိုဖြစ်နေရဖြစ်တဲ့အတွက်ကိုကိုကို unique piece ကိုရတယ်လို့ခံစားရတယ်ပေါ့เนาะဒါလေးอ่ะဒီနိုင်လေးကိုကျွန်တော်မြင်ပြပြပါဆိုရင်ပေါ့เนาะဒီနိုင်လေးอ่ะပေးရတဲ့ဈေးနဲ့ရတဲ့ quality နဲ့လည်းတန်တဲ့ price to performance လည်းမိုက်တယ် movement ကလည်းတော်တော်လေးကိုအရင်အတက်ကို upgrade လုပ်လိုက်ပြီးမှမကြိုက်တာဆိုလို့ဒီဂျိုးလေးတစ်မျိုးပဲကျွန်တော် integrated bracelet fee မရလို့မကြိုက်တာဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာကျွန်တော်ဒီလိုက်ကောင်းတဲ့ကောင်းတဲ့နည်းနဲ့ပြန်လာခဲ့ပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ